သက်များအားလုံးပဲမင်္ဂလာပါရှင်။မတ်လ6ရက်နေ့သမစ်စမ Prime Time မစ္စမပြမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမချူချမ်းနဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါ။အခုကြည့်ရှုကြမယ့်သတင်းတွေကတော့စစ်ကောင်ဆောင်ကရုရှားခရီးစဉ်အတွင်းဘယ်လာရုစ်ကိုဆက်သွားမယ့်သတင်းစစ်ကောင်စီရဲ့ရန်ကုန်နိုင်ငံသားရေးဌာနကကြိုတင်ကြေညာတာမရှိဘဲရုံးပိုက်လိုက်တဲ့အကြောင်းတန်ကိုရီးယားတိုက်လေရေဘုံမှာကျဲမှုမှာမြန်မာတရားအပအဝင်15ရောက်တန်ရာရတဲ့သတင်း ဖဲကုံမှာကြောင်းထိုင်စရာတော့နဲ့ကပ်ပီယပြစ်ခတ်ခံရပြီးတည်ဆုံမှုကိုစုံစမ်းဖော်ထုတ်ပေးဖို့ဒေသခံတွေတောင်းဆိုတဲ့အကြောင်းနဲ့ American နဲ့တဘောထားကွဲလဲလာတဲ့အချိန်မှာဂျာမနီကလက်နက်တပ်ဆင်မှုအကြီးစားလှုပ်ဆောင်မှုတာဆူနေတဲ့သတင်းတွေအပြင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။စကောင်းဆောင်မှုကြောင့်မှုချင်းမြောင်းလှိုင်ဟာ Belarus နိုင်ငံကိုမနက်ဖြန် March 9ရက်နေ့မှာအလဲပတ်ရောက်ရှိမှဖြစ်ကြောင်း Belarus အစိုးရပိုင်းသတင်းဌာန Belta ကဖော်ပြပါရယ်။ ဘယ်လာရုစ်သမ္မတလူကာရှန်ကိုကစကောင်းဆောင်ကိုလက်ခံတွေ့ဆုံမှာဖြစ်ပြီးတော့ကုံသွဲရေးအတွက်ပူပေါင်းဆောင်ရွက်ရေးစီးပွားရေးလူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးသွားမယ်လို့ဆိုပါတယ်အထူးသဖြင့်စက်မှုကဏ္ဍစိုက်ပျိုးရေးစေဝါနဲ့သိပ္ပံဆိုင်ရာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဖို့ရှိတယ်လို့ဆိုပါရစေ။မြန်မာစစ်ကောင်ဆောင်နဲ့ဘီလာရုစ်နိုင်ငံသားရဲ့ဝင်ကြီးတို့နေပြည်တော်မှာတွေ့ဆုံမှုအပြီးနှစ်လနေပါအကြာစစ်ကောင်ဆောင်ရဲ့ဘီလာရုစ်နိုင်ငံခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါရစေ။ ဘယ်လာရုစ်နိုင်ငံဟာရုရှားနိုင်ငံနဲ့အိမ်နီးချင်းဖြစ်သလိုမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းတာကိုရှုတ်ချဖို့ကုလသမဂ္ဂမဲပေးမှုအဆိုကိုစန့်ကျင်မဲပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံဟာကုန်းတွင်းပိတ်နိုင်ငံငယ်တစ်ခုဖြစ်ပြီးတော့မြန်မာစစ်တပ်နဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။စကောင်းဆောင်အနေနဲ့ရုရှားရဲ့ဩဇာလွှမ်းမိုးမှုရှိတဲ့ဘီလာရုစ်နိုင်ငံကိုတွားရောက်တာဟာသူ့အတွက်လုံခြုံမှုရှိတာကြောင့်လို့နိုင်ငံရေးလှိလာသုံးသက်သူတွေကပြောဆိုကြပါဗျ။ ရုရှားကိုအလက်ပတ်ခရီးစဉ်ရောက်ရှိနေတဲ့စစ်ကောင်းဆောင်ပို့ချုပ်မှုချင်းမြောင်းလှိုင်ဟာဘယ်လာရုစ်ခရီးစဉ်အပြန်ရုရှားနိုင်ငံဗလာဒီဗော့စကော့မြို့ကိုပြန်ဝင်มาဖြစ်ပြီးတော့အဲ့ဒီမြို့မှာကောင်စစ်ဝန်ချုပ်ယုံဖွင့်သွားမယ်လို့စစ်ကောင်စီကထုတ်ပြောထားပါတယ်စစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်အတွက်မှာသဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လဲစစ်ကောင်စီရဲ့မတ်လ၅ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပြည်ပနိုင်ငံတွေကိုတွားရောက်အလုပ်လုပ်ကန်ခွင့်အပေါ်စစ်ကောင်စီကပိတ်ပင်မှုတွေရှိနေတဲ့အချိန်မှာရုရှားနိုင်ငံစီကိုမြန်မာအလုပ်သမား24ယောက်မနေ့ကဖေဖော်ဝါရီ9ရက်နေ့မှာစစ်ကောင်စီကဆေးလွတ်ခွင့်ပြုလိုက်တယ်လို့ဒီကနေ့စစ်ကောင်စီထိန်းချုပ်ထားတဲ့စတေးမုံသတင်းစာမှာဖော်ပြပါရတယ်။စက်ကောင်စီနဲ့ရုရှားအကြအလို့သမားရေးရပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးထားတာမရှိသေးပဲအလို့သမားတွေကိုဆေးလုခရာဖြစ်တယ်လို့သိရပါဗျ။ စက်ကောင်စီကတော့နှစ်နိုင်ငံချစ်ကြည်ရှင်းနှီးမှုကိုရှေ့ရှုပြီးတော့ရှေ့ပြေးစီမံချက် pilot project အဖြစ်ဆီလုတားလို့ဆိုပါရယ်ဒီလောက်သမားတွေကို Vista International Company Limited အစီအစဉ်နဲ့ဆီလုခဲ့တာဖြစ်ပါရယ်လရှိပို့ဆောင်လိုက်တဲ့အလုသမား24ယောက်အနေနဲ့ရုရှားနိုင်ငံမှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာတွားရောက်အလုပ်လုပ်ကြမှာဖြစ်တယ်လို့ဆိုပါရယ် တစ်ဖက်မှာလည်းစစ်ကောင်စီကပြပသွားရောက်လွတ်လွတ်ကင်တဲ့နေရာမှာလိုအပ်တဲ့ OWIC ကထုတ်ပေးတာကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ပိုင်းကတည်းကရက်ဆိုင်ထားတဲ့အတော့ဒီလိုကတ်မလို့ရသေးတဲ့သူတွေအနေနဲ့အခက်အခဲတွေကြုံနေရတယ်လို့ပြပအလုတ်ကအကျိုးဆောင်အေဂျင်စီတစ်ခုကတာဝန်ရှိသူတယောက်ကမစ္စမကိုပြောပါရယ်ဒါပြန်စက်ကောင်စီတိုးပန်းနေတဲ့ရုရှားသွားရောက်အလုတ်လုတ်ကန်ရေးနဲ့ပတ်သက်ပြီးလက်တလုံးမှာဈေးကွက်မရှိသေးတဲ့အတွက်အလုတ်သမားတွေအနေနဲ့စိတ်ဝင်စားမှုမရှိသလောက်ဖြစ်နေတယ်လို့ဆိုပါရယ် စက်ကောင်စီအနေနဲ့ရုရှားနိုင်ငံကိုအလို့သမားပို့ဆောင်ရေးဦးစားပေးလာတာဖြစ်ပြီးတော့အလို့သမားပို့ဆောင်ဖို့နှစ်နိုင်ငံ MOU လက်မှတ်ရေးထိုးနိုင်ရေးအလို့ရှင်အလို့သမားသဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီ24ရက်နေ့မှာလဲအစည်းအဝေးခေါ်ယူဆွေးနွေးမှုတွေရှိခဲ့ပါတယ်ရှင် အခုနောက်ထပ်အနေနဲ့စက်ကောင်စီရဲ့ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံသားရေးဝန်ကြီးဌာနရုံး MOFA ရုံးဟာဒီကနေ့မတ်လ6ရက်နေ့မှာကြိုတင်အသိပေးကြေညာတာမရှိဘဲရုံးပိတ်ထားတဲ့အတွက် notary လို့ခေါ်ကြတဲ့ပြပထွက်ခွာမဲ့သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဘာသာပြန်ထောက်ခံချက်ရရှိဖို့အခက်ကြုံနေကြတယ်လို့ notary ဆောင်ရွက်မှုပေးနေတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကမြစ်စမကိုပြောပါရတယ်။ ဒီလို MFA ရုံးတွေပိတ်ထားတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေကိုသိရှိနိုင်ဖို့အတွက်စစ်ကောင်စီရဲ့နိုင်ငံသားရုံးဝင်ကြီးဌာနနေပြီးတော့ရုံးအမှတ်60ကိုမြန်မာကဆက်သွယ်မေးမြန်းတာမှာအခုပိတ်ထားတာက Nutri ဌာနတစ်ခုကိုပဲပိတ်ထားတာဖြစ်ပြီးတော့ရုံးတစ်ခုလုံးကိုပိတ်သိမ်းလိုက်တာမဟုတ်ကြောင်းနဲ့ပိတ်ထားတာကလည်းရပ်ပိုင်းသာကြောင်းမြမှာဖြစ်တယ်လို့ဝင်ကြီးဌာနတာဝန်ရှိသူတယောက်ကပြောပါရတယ်။ နော်ထရီဆိုရာကပြည်ပမှာကြောင်းတက်ခြင်းတဲ့သူတွေအလုတ်သွားရောက်လုတ်ကင်လို့သူတွေကသူတို့ရဲ့ဘွယ်လက်မှတ်တွေလိုအပ်တဲ့သက်ဆိုင်ရာစာရွက်စာတမ်းတွေကိုဘာသာပြန်ပြီးတဲ့အခါမှာတန်ယုံတွေစီကိုမတင်သွင်းတဲ့အချိန်မှာ MWFA ကနေအတိမတ်ပြုထောက်ခံပေးရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ MWFA ထောက်ခံချက်ရရှိမှာပဲသက်ဆိုင်ရာတန်ယုံတွေကလည်းအတိမတ်ပြုပေးကြတာပါ။ဒီလို notary ဘာသာပြန်တဲ့လုပ်ငန်းတွေကိုဝန်ဆောင်မှုလုပ်ငန်းတွေကနေတဆင့်ချိတ်ဆက်ပြီးလှုပ်ဆောင်ကြတဲ့သူတွေရှိသလိုကိုယ်တိုင်သွားရောက်လှုပ်ဆောင်ကြတဲ့သူတွေလည်းရှိပါသေးတယ်။ မြန်မာနိုင်ငံမှာရန်ကုန် MFA ရုံးနဲ့နေပြည်တော် MFA ရုံးနှစ်ရုံးမှာပဲနှုတ်ထွေထောက်ခံချက်တောင်းယူလို့ရပါတယ်။လက်ရှိမှာစစ်ကောင်စီကစစ်မှုတန်းဖို့အတွက်အသက်အရွယ်ကျုံးဝင်သူတွေကိုပြပထွက်လလုတ်ကန်ခွင့်တမစ်တာပြပထွက်ခွာမဲ့သူတွေကိုလေးစိတ်တင်မှအစစ်အစေးတင်းကျပ်ပြီးတော့ထွက်ခွာခွင့်မပြုတာပြပထွက်အလုတ်လောက်ကန်တာမှာလွတ်တဲ့ပြပအလုတ်သမားတသက်ကန်ကတ် OWIC ကထုတ်ပေးမှုရက်ဆိုင်တာတွေကိုလည်းလှုပ်ထားပါတယ်။ ဒါကြောင့်အခုရန်ကုန်မှာ MFA ရဲ့ Nutri ဌာနပိတ်သိမ်းထားတာနဲ့ပတ်သက်ပြီးတော့ Nutri ထောက်ခံချက်ပေးတာကိုရပ်ဆိုင်းလိုက်တာပုံမှုစစ်စစ်ကန့်တန့်လာတွေလှုပ်လာမှာကိုလူငယ်ရေးကြားစိုးရိမ်မှုမြင့်တက်နေကြပါတယ်ရှင်။တန်ကိုရီးယားတိုက်လျင်25ဆိုးမျိုးတော်မြောက်ဘက်စည်ရေးလစ်တင်နေတဲ့အချိန်မှာလူနေရက်ကွက်တစ်ခုကိုမှားယွင်းဘုံကျဲမိတာကြောင့်လူ15ယောက်ထိခိုက်ဒဏ်ရာရရှိသွားပြီးတော့အဲ့ဒီဒဏ်ရာရတဲ့သူတွေအထက်မှာမြန်မာနိုင်ငံသား၁ယောက်နဲ့ထိုင်းနိုင်ငံသား၁ယောက်ပါဝင်တယ်လို့သိရပါတယ်။ စိုးမြို့တော်ရဲ့မြောက်ဘက်ကီလိုမီတာ90လောက်အကွာမှာကျေးရွာတစ်ခုမှာဒီကနေ့မနက်ဒေသစံတော်ချိန်10နာရီလောက်ကဖြစ်ပွားခဲ့တာလို့မိသက်နဲ့ကယ်ဆယ်ရေးတာဝန်ရှိသူတွေကိုကိုးကားပြီးတော့တောင်ကိုရီးယားယွမ်ဟတ်သတင်းဌာနကရှင်းတာထားပါတယ်တရားရတဲ့အရသားတွေထက်က၄ယောက်ဟာစုရင်ရပြီးတော့အဲ့ဒီအထက်မှာမြန်မာတယောက်ပါဝင်တယ်လို့ဆိုပါရယ်။တန်ကိုရီးယားမှာမြန်မာထိုင်းအပါဝင်နိုင်ငံသားတွေအများပြားသွားရောက်အလုပ်လုပ်ကိုင်နေကြတာပါ။ ဒီကနေ့မနက်ပိုင်းမှာတောင်ကိုရီးယားနဲ့အမေရိကန်တပ်တွေပူးပေါင်းပြီးတော့ကြီးစံအစစ်တွေတုံးပြီးတော့တောင်မြောက်ကိုရီးယားနယ်စပ်အနီးမှာစစ်ရေးလက်ကျင့်နေကြတာဖြစ်ပါတယ်။ကြီးစံအစစ်တွေနဲ့ပြုလုပ်တဲ့စစ်ရေးလက်ကျင့်မှုတံမှာ KF-16 တိုက်လျင်နှစ်စင်းဟာလက်ကျင့် area ပြင်ပမှာထူးဆန်းစွာပဲဘုံလေးလုံးကိုမှာရင်ကျင်းမိခဲ့ကြောင်းစစ်ဘက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကရွှေဟတ်သတင်းဌာနကိုပြောဆိုထားကြပါတယ်။ ီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေလုပ်မှာဖြစ်ပြီးတော့အရတားတွေထိခိုက်ဒဏ်ရာရသွားတာကိုအနုညွတ်တောင်းပန်မှာကြောင်းတန်ကိုရီးယားလက်တက်ကကြေညာချက်ထုတ်ပြန်ထားပါတယ်ရှင်။အခုဆက်လက်ပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်အုံတိုင်းကျေးရွာဖုံးကြီးကျောင်းမှာကျောင်းထိုင်ဆရာတော်တပါးနဲ့ကပ္ပရအမျိုးသားတနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတဲ့အမှုကိုစုံစမ်းဖော်ထုတ်ပေးဖို့ဒေသခံတွေနဲ့ဒေသတွင်းအဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။ ဖေကုံမြို့ပေါ်ရှမ်းကျောင်းကတတ်တော်48နှစ်ရှိတဲ့ကျောင်းနိုင်စရာတော့ဥဒမတရာနဲ့ကပ္ပရာဖြစ်သူကိုဆိုင်ပေတတ်42တို့ဟာမတ်လ၄ရက်နေ့ညနေ၄နာရီလောက်ကအပြင်ကနေကားနဲ့ပြန်လာတဲ့အချိန်မှာအမျိုးသားတချို့ကဆိုင်ငယ်နဲ့နောက်ကနေလိုက်လာပြီးတော့ကျောင်းမအထိတက်ပြီးတော့ပြစ်ခတ်သွားတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါတယ်တနက်နေ့ပြက်ခတ်တဲ့သူတွေကဥဒမတာရာရဲ့ဖုန်းနဲ့ဗန်စာအုပ်ငွေသားတချို့ကိုလည်းယူဆောင်သွားပြီးတော့ဆရာတော်ရဲ့ Facebook အကောင့်ဟာဒီကနေ့မတ်လ6ရက်နေ့မနက်ပိုင်းအထိ line သုံးဆွဲမှုရှိနေတယ်လို့သိရပါဗျာ။ ဆရာတော်ဟာစစ်ဘေးရှောင်တွေနဲ့ထောင်ကျနေတဲ့နိုင်ငံရေးအကြမ်းသားတွေကိုကူညီပေးနေသူတယောက်ဖြစ်ပြီးတော့ဆရာတော်အသက်ခံရမှုကိုစုံစမ်းဖော်ထုတ်ပြီးတော့တရားမျှတမှုဖော်ဆောင်ပေးဖို့အတွက်ရှမ်းကျောင်းသားသမဂ္ဂအဖွဲ့ကတောင်းဆိုထားပါတယ်။အခင်းဖြစ်ပေါ်တဲ့နေရာမှာဖေကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တရင်နှင့်အတရင်အမှတ်1006အင်းလေးပြည်သူ့ကာကွယ်ရေးတပ်တရင်အမှတ်1009ကင်းနေမျိုးသားများကာကွယ်ရေးတပ် KNDF အလဲပိုင်းတိုင်းထူးစစ်ဆင်ရေးအဖွဲ့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေအပြင်တခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်းရှိနေပါတယ်။ ဒီလိုတော်လရင်တက်တွေထိမ့်ချုပ်ထားတဲ့နယ်မြေထံမှာចောင်းထိုင်စီရော်နဲ့အရက်သားကိုလန်နက်ကလူတစုကတပ်ဖြတ်တာကဒေတာရင်တရားဥပဒေစိုးမိုးရေးအတွက်မေကွန်းထုတ်စရာကောင်းနေတယ်လို့ဒေတာခန်ကပြောပါတယ်။ဥဒမတာရာကိုလန်နက်ကလူတစုကပြစ်ခတ်တပ်ဖြတ်သွားတာဖြစ်ပြီးတော့သူတို့ကိုတပ်ဖွဲ့ဝင်တွေကကျူးလွန်တာမဟုတ်ကြောင်းနဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းသွားမှာဖြစ်တယ်လို့ဖေကုံ PDF 1006တရင်နဲ့အင်းလေး PDF 1009တရင်တို့ကမတ်လ9ရက်နေ့မှာထုတ်ပြန်ထားကြပါတယ်။ ဥဒမသရနဲ့ကိုဆိုင်ပြည်အသက်ခံရမှုနဲ့ပတ်သက်ပြီးတော့ဖဲခုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့တွေကစစ်ဆေးမှုတွေလုပ်နေပါတယ်။ဒီမှုနဲ့ပတ်သက်ပြီးတော့ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့လက်တလုံးမှတီးခြားမှတ်ချက်ပေးလိုတာမရှိသေးပဲအမှုနောက်ဆက်တွဲအခြေအနေတွေကိုစာထုတ်ပြန်သွားမှာဖြစ်တယ်လို့ IEC အတွင်းရင်းမှုနဲ့ဥပညာခွန်အောင်ကပြောပါတယ်။ဖေကောမြို့နယ်ဟာရှမ်းပြည်နယ်တောင်ပိုင်းဖြစ်ပေမဲ့ Grenade Dollar ရဲ့တပ်ဖွဲ့တွေလှုပ်ရှားရနေပြီဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီနဲ့ပိုးပြည်သူစစ်ပူးပေါင်းစစ်ကြောင်းတွေလည်းရှိနေပါတယ်ရှင်။ ပြည်တွင်းသတင်းနဲ့အပြင်မှာနိုင်ငံတကာသတင်းတွေပဲကိုဆက်ချင်ပါတယ်။အမေရိကန်နဲ့သဘောထားကွဲလွဲလာတဲ့အချိန်မှာဂျာမနီကလက်နက်တပ်ဆင်မှုအကြီးစားလှုပ်ဆောင်မှုတာဆုံနေတဲ့အကြောင်းမှာဒီသတင်းအပြည့်စုံကိုကိုဆိုင်ခန့်ကတင်ဆက်ပေးမှာပါရှင်။ဂျာမနီဝန်ကြီးချုပ်တဲ့ဖြစ်လာနိုင်တဲ့ Frank Drink Mask ကသူ့အစိုးရအနေနဲ့ကာကွယ်ရေးသုံးစည်းကိုအမြောက်အများသုံးဆွဲသွားမယ်လို့ပြောဆိုထားတဲ့နောက်ဂျာမနီနိုင်ငံဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမမြင်မတွေ့ဘူးတဲ့လက်နက်ပြန်လည်တပ်ဆင်မှုလမ်းကြောင်းပေါ်မှာရှိနေပြီဖြစ်ပါတယ်။ ဒီကြညာချက်ကြောင့်ဂျာမနီဟာသူ့ရဲ့ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ဖြစ်တဲ့အစိုးရချင်းဝင်တဲ့အသုံးစရိတ်မျှကြေညီအောင်ကန့်သက်ခြင်းကိုလွှတ်တော်ကဗီဒိုအာနာသုံးပြီးကြော်လွားမှာဖြစ်တာကြောင့်တနှစ်တာအတွက်ကာကွယ်ရေးအသုံးစရိတ်ကိုယူရိုငွေ100ဘီလီယံအမေရိကန်ဒေါ်လာ100ဘီလီယံအထိတိုးမြင့်နိုင်လိမ့်မှာဖြစ်ပါတယ်။အချိန်ခါကလည်းဥရောပဟာအမေရိကန်ကာကွယ်ရေးထိအောက်မှာအားနည်းလာနေခြင်းဖြစ်ပါတယ်။ ိုင်ငံတနိုင်ငံရဲ့တမိုင်းတွေကဖြစ်ရက်တွေဟာမမျော်လင့်တဲ့အပြောင်းလဲတွေကိုဖြစ်ပေါ်စေပါတယ်လို့ဇစ်သတင်းစာကဗုဒ္ဓဦးနေမှာဖော်ပြပြီး မားရဲ့အစီအစဉ်တွေဟာဒီလိုအပြောင်းရွှေ့စီဥတီပွဲ ရှိပါတယ်လို့ထပ်လောင်းဆိုပါတယ်။ပြီးကြတဲ့လရွေးကောက်ပွဲအပြီးမှာဖြစ်နိုင်ခြေရှိတဲ့ညွန်ပွားဖွဲ့ရေးမားရဲ့ဗဟုလက်ရာမဟာမိတ်နဲ့ဗဟုလက်ဝဲတို့ကြားတက်တုတ်ရိုက်လှုပ်ဆောင်တဲ့ဆွေးနွေးပွဲတွေရဲ့တစိမ့်တစ်ပိုင်းအဖြစ်အခုအစီအစဉ်တွေကိုအင်္ဂါနေ့မှာဖွင့်ချလာခဲ့တာဖြစ်ပါတယ်။ အမေရိကန်တမရဒေါ်နယ်ထရပ်နဲ့ဂုံရီသူယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီတို့ရဲ့စကားခြေတင်အချင်းများတာကိုရုတ်တံကထုတ်လွှင့်လာပြီးယူကရိန်းစီအကူအညီတွေကိုအင်ဖြူတော်ကရက်ဆိုင်လိုက်တဲ့နောက်မှာဂျာမနီရဲ့ကာကွယ်ရေးအတွက်လှုပ်ဆောင်မှုဟာပိုပြီးအရှိန်မြင့်လာတာပဲဖြစ်ပါလေ။အမေရိကန်နဲ့အနောက်ဥရောပကြားပူးပေါင်းဆောင်ရွက်မှုကိုရေရှည်ထောက်ခံခဲ့ပြီးကြီးလေးတဲ့ကျွေးမီကနေအစိုးရအသုံးစရိတ်ကိုဖြည့်ရှင်းတာမျိုးကိုတချိန်ကဟန့်တားခဲ့တဲ့မာဆာသူ့ရဲ့ရက်တီချက်ကိုမြ мян ဆန်ဆန်ပဲ ြောင်းလဲလာခဲ့ပါတယ်။ယူကရိန်းအရေးနဲ့ကာကွယ်ရေးကိစ္စရပ်တွေကိုဆွေးနွေးဖို့ဂျာတာပလေးနေအထူးထိပ်သီးညီလာခံအတွက် စုယုံရောက်ရှိနေကြတဲ့ဂျာမနီရဲ့ EU မိတ်ဖက်တွေကလည်းဂျာမနီမှာနိုဝင်ဘာလအတွင်းကဝန်ကြီးချုပ် Olaf Scholz ရဲ့အဆိုအရပြုတ်ကျခဲ့တဲ့နောက်နိုင်ငံရေးတရုတ်ဆွဲနေတဲ့လာများစွာအပြီးဂျာမနီဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုစောင့်ကြည့်လျက်ရှိနေပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ကြီးကြီးမားမားတိုးမြင့်လာတဲ့အတူမားစာဂျာမနီရဲ့အာမပါတော့တဲ့အခြေခံအဆောက်အုံတွေ အစ်စ်မြင့်တင်ရင်းနဲ့စီးပွားဆုတ်ကပ်နှစ်နှစ်ဇက်တိုက်ကနေရုံထွက်နိုင်ဖို့ယူရိုငွေဘီလီယံ900စိုက်ထုတ်ဖို့ကိုလည်းလိုလားလျက်ရှိပါတယ်။ အစီအစဉ်တွေဟာအောင်မြင်ခဲ့ရင်ဂျာမနီဟာစစ်မှန်တဲ့အခင်းအကျင်းပြောင်းလဲသူတွေဖြစ်လာပြီးဂျာမနီစီးပွားရေးတိုးတက်မှုစိတ်သုံးခြင်းကိုမြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မယ်လို့ IMK စီးပွားရေးသုတေသနအဖွဲ့အစည်းကဒါရိုက်တာဇီဗက်စတိန်ဒူလီယန်ကပြောခဲ့ပါတယ်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစမသတင်းတောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါရှင်။ ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါင်စီ4440ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1569.34ကျပ်ပြင်ပပေါင်စီ3354ကျပ်ယူရိုပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1232.51ကျပ်ပြင်ပပေါင်စီ4996ကျပ် ထိုင်းပတ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ31ကျပ်ပြင်ပပေါ့စေ132ဒသမ20ကျပ်မလေးရှားဒရင်ကိကိုစစ်ကောင်စီတတ်မှတ်စေ482ဒသမ90ကျပ်ပြင်ပပေါ့စေ1009ကျပ်ပေါ့စေရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။နောက်ဆုံးရပြည်တွင်ရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တယ်တင်းသတ်မှတ်စေ54သိန်း8000ကျပ်၊ပြင်ပပေါက်စေ66သိန်း2000ကျပ်၊15ဘဲတစ်ချပ်သားကိုရွှေကုန်တယ်တင်းသတ်မှတ်စေ53သိန်း2125ကျပ်၊ပြင်ပပေါက်စေ62သိန်း3000ကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းနှုန်းတွေဟာချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ ီဇယ်1လီတာကို2960ကျပ်ပရီးမီယံဒီဇယ်1လီတာကို3410ကျပ်အောက်တိတ်92 1လီတာကို3230ကျပ်အောက်တိတ်95 1လီတာကို3280ကျပ်ပေါက်ဈေးရှိပါတယ်။ဘောပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးအစားအုံစီဈေးနှုန်းတွေကတော့စားအုံစီတစ်ပိတ်တာကိုစစ်ကောင်စီတတ်မှတ်ဈေး6905ကျပ် ပြင်ပပေါက်ဈေးတထောင်တထောင်ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစ်မပရိုင်တိုင်းမစ်မပြမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှာပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်ကိုကျမကျူချန်ကစူးစီးတင်ဆက်ပေးခဲ့တာပါ။သမစ်မပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေအထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေရှင်။